တန်းစင်ကတော့ဗျာဒီပွဲကရှုံးမှာတေချာနေလို့တတော်လေးကိုပွဲမထိုးခင်ကတည်းကနေစိတ်သက်တွေကျနေလို့ဟိုပြိတက်တွေကအားမလို့အမရဖြစ်နေကြတာကိုတွေ့ရတယ်ပေါ့နော်ဟုတ်လေဟုတ်တယ်ဗျာတန်းစင်အနေနဲ့ကျွန်တော်တို့အမြင့်ကိုသက်လန်းခြင်းနေဆိုရင်တော့ဖြစ်ဒီလိုပွဲမျိုးဆိုတာကထိုးရမှာပဲအရင်ရှိတဲ့သူနဲ့ထိုးရမှာပဲကိုယ်အနေနဲ့တမန်ဖိုက်တာနေပဲဒါထိုးပြီးတော့ပြိုင်ပွဲလေးကျွန်တော်တို့၃လေးပွဲနိုင်မယ်ဆိုရင်ဒါမဖြစ်သင့်ဘူးပေါ့လေဆိုတော့အခုခွန်ဘူနိုင်ဟာဆိုရင်တော့ဒီတကယ်ကူမှအရင်ချင်းရှိတယ်ကျွန်တော်လူတိုင်းသိတယ် ဆိုတော့အကုန်လုံးကအသင်းစဉ်ရှုံးမယ်လို့ခန့်မှန်းထားကြတယ်ပေါ့နော်အသင်းစဉ်ကလေဒီပွဲသာရှုံးလို့ရှိရင်ဝမ်ကနေဒါနှုတ်ထွက်ရတော့မယ်အဆင့်နော်ကျွန်တော်တို့နောက်ပွဲတွေရောက်မသေးကြတော့ဘူးစားချုပ်ကကုန်သွားပါပြီနော်ကျွန်တော်တို့ဆိုတော့အနေထားကတော်တော်လေးကိုစိတ်မကောင်းစရာပေါ့လေဒါကြောင့်မို့လို့လေဒီပွဲကအသင်းစဉ်အတွက်အင်မတန်မှဒါဖိအားများတဲ့ပွဲဖြစ်တယ်ပေါ့ဆိုတော့အသင်းစဉ်ကလည်းပွဲမထိုးရသေးဘူးသူတို့ပွဲဘူစတာကိုကြည့်ပြီးတော့တော်တော်လေးကိုစိတ်ရကြနေတာဖြစ်တယ်နော်ဆိုတော့အသင်းစဉ်ရေး မင်းသားအမြစ်ကိုလမ်းကျင်တယ်ဆိုရင်ဒီထက်မကเนาะကျွန်တော်တို့ကောင်းတဲ့ fighter နဲ့ထိုးရမယ်မင်းမအသိဉာဏ်သေးတယ်အများကြီးစူးစမ်းပိုင်ဝင်ရှိတယ်เนาะပြောချင်တာတော့အကောင်းဆုံးလုပ်ပြဖို့ပြောချင်တာဆိုတော့ခွန်မိုတိုင်ကတော့ပြောပါပြီတန်းစင်နဲ့ပါเนาะကျွန်တော်တို့ထိုးရမယ်ပွဲနဲ့ပတ်သက်ပြီးပေါ့လေတန်းစင်ကိုအနိုင်ယူပြီးတဲ့6ပွဲဆက်9ပွဲရယူမယ်ဆိုရက်เนาะခွန်ဘွန်နိုင်ဆိုပြီးတော့เนาะ Thai media တွေကပေါ်ပြလာကြတော့ကျွန်တော်အနေနဲ့တွေ့ရတယ် ခွန်မွန်နိုင်ပြောတာကတော့တန်းစင်တဲ့ကတတိယမြောက်မြန်မာလက်ဝဲသမားနေရင်ဆိုင်ရတာပါတဲ့လက်ဝဲဖိုက်တာတွေဖြစ်တဲ့မိုးထီအောင်ဆိုရဲတို့ကိုအနိုင်ယူခဲ့ပြီးပါပြီတဲ့မြန်မာဖိုက်တာတွေအချောင်းကောင်းကောင်းသိပါတယ်တဲ့မြန်မာဖိုက်တာတွေကဒါကြောတန်မာပါတွေတန်းစင်လေးတန်မာတို့ချီကန်ချက်ပြင်းနေတဲ့လက်တီချက်ပြင်းတာတီထားပါတယ်တဲ့ကိုမလေးအားပါတဲ့ ါထိုးချက်ကန်ချက်တွေရှိပါ रे တဲ့ကျွန်တော်ကစားဟန်ကတန်းစင်ထက်ပူမြန်ပါ रे တဲ့ဒါကြောင့်မလို့တန်းစင်ကိုနိုင်ယူပြီး6ဝက်ဆက်နိုင်ပွဲမှတ်တမ်းကိုစက်ထိန်ထားနိုင်ပါပါ रे ဗျာတန်းစင်ကတော့အရင်တော့ကပွဲလိုမျိုးเนาะကျွန်တော်လေမကြီးတော့ဘူးသူကသူ AC သူ့အလုပ်ကိုသူလုပ်မယ်လို့ဆိုထား रे အရင်တော့ကပွဲတွေမှာသူလေကြီးခဲ့လို့เนาะကျွန်တော်တို့ဒါနိုင်ငံနီးမှာမရှုံးတာတွေအများကြီးပဲရှိတယ်เนาะ Tagiru နဲ့ပွဲ Surya Land နဲ့ပွဲဖြစ်တယ်ဒီပွဲမှာတော့တိတ်တိတ်ဆိတ်ဆိတ်လေးနေပဲကြိုးစားပြီးတော့เนาะတလနှစ်လလောက်ကိုစူပါလက်နဲ့လေ့ကျင့်ပြီးတော့အကောင်းဆုံးလှုပ်ထားတာဖြစ်တယ် ရောတန်းစီရေးစိတ်ဓာတ်မကြနိုင်မြင်းနေနဲ့အမြင့်ကိုသက်လန်းခြင်းဒီထက်ခက်ခဲတဲ့ပုံစံကိုကျွန်တော်တို့အများကြီးနော်မြင်းနေနေဖြည့်ရှင်းအောင်မှာဖြစ်တယ်ကျွန်တော်ရွာပြန်ပြီးတော့လဲမထွန်းခြင်းနဲ့ဆိုရင်လဲမထွန်းခြင်းဘူးဆိုရင်တန်းစီအကောင်းဆုံးလုပ်ပြဖို့အတွက်စိတ်ဓာတ်မကြဖို့အတွက်နော်အကူတယောက်အနေနဲ့မင်းကိုအကြံပေးပြစီဗျာ